မြန်မာပြည်မှာဖက်ဒရယ်ရေးဒီမိုကရေစီလူ့ခွင့်ရေးနဲ့တရားမျှတမှုအတွက်တိုက်ပွဲဝင်နေကြကုန်သောပြည်သူပြည်သားပေါ့နော်ကျွန်တော်ဦးမျိုးထိုက်တန်သိပါဒီနေ့ဧပြီလ28ရက်နေ့2025ကျွန်တော်ရဲ့ live ပါနော်အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာပါတာလီစွာပါနော်မင်္ဂလာပါဆိုတော့ အဓိကတော့ကျွန်တော်တို့နိုင်ကူနိုင်ရမယ်ကျွန်တော်တို့နိုင်ကူနိုင်မယ်ကျွန်တော်တို့ကနိုင်ကူနိုင်မှာဖြစ်မယ်ဒါကိုကျွန်တော်ဥစွာပထမပြောချင်တယ်ကျွန်တော်တို့နိုင်ကူနိုင်မှာနိုင်စရာအကြောင်းတွေကိုလည်းဖန်တီးနေပြီနိုင်မှုလို့အတွက်ကိုလည်းမြေပြင်မှာရှိတဲ့ရဲဘော်တွေကလက်တွေ့လှုပ်ဆောင်နေတယ်အဲ့တော့နိုင်ကူနိုင်မှာ နော်အခုဆိုရင်ကျွန်တော်မိတ်ဆွေတွေကြည့်ကြည့်လိုက်နေ့စဉ်နဲ့မြ်မင်္ဂလာသတင်းတွေကြားနေရတယ်ဟုတ်တယ်ဟုတ် PDF တွေစွန့်ရရဘလို့တက်လာလဲဆိုတော့စက္ခရရဲ့စကြောင်းတွေကိုတက်ရင်းလိုက်ပြုတ်အောင်ဆိုနေကြတယ်ဒါနေတော့တော့မဟုတ်ဘူးဒါနေတော့တော့မဟုတ်ဘူးနော်ဆိုတော့လက်သုံးချောင်းနဲ့စခဲ့တယ် လက်သုံးယောက်ထောင်ခဲ့တယ်အဲ့ဒီကနေပြီးတော့အခုလက်ညှိုးကိုရတဲ့အစင်တွေရောက်လာကြပြီလက်ညှိုးတော့မရွေးကိုရတာမဟုတ်ဘူးစက်ခါတွေကိုရေးလဲပုံစံပေးပြီးတော့ကဲ့နေတဲ့အစင်ကိုရောက်လာကြပြီဒါပြင်အခုကြပိုက်မှာကျွန်တော်တို့မင်္ဂလာသတင်းတွေဘာတွေထက်ကြရလဲဆိုတော့ကပ္ပစာတွေရေးလဲဥနှွားလိုက်တာเนาะအဲ brief warrior for မြန်မာပေါ့เนาะ အဲ့ဒီအဖွဲဆိုလို့ရှိရင်လည်းမနေ့ကလည်းကပ္ပစတွေကစ်ပလိုက်တယ်တခြားအဖွဲတွေကလည်းကပ္ပစတွေကစ်တယ်ကပ္ပစဆိုတာလို့သိတဲ့အတိုင်းပဲကာကွယ်ပစ္စည်းဆက်ယုံပေါ့နော်စက္ခရီအတွက်မရှိမဖြစ်လိုအပ်တာပေါ့တို့ကတိုင်းသားလက်နဲ့ကြိုက်တဲ့ဖွဲ့တွေတို့ရှိမလာနိုင်ဘူးလို့တို့ကတွတ်ထားတယ်တွတ်ထားပြီးတော့မြမပြည်လယ်ပိုင်းပေါ့ဗျာနော်မကွေးတို့ မန္တလေးတို့ပဲခိုးတို့ AR မြက်ကအရှိတော်နဲ့အောင်ချုံနဲ့မှာကပ္ပစာဆက်ရုံကဝဲပစ္စည်းဆက်ရုံနဲ့တည်ထားပြီးတော့လောက်ထားတာအခုအဲ့ဒီကဝဲပစ္စည်းဆက်ရုံတွေကိုရေးလဲနှောင်းနေပြီဆိုပြီးခဲ့တဲ့ရပိုင်းကဆိုလို့ရှိရင်လဲဗမာအာမီလို့ခေါ်တဲ့ BA ပေါ့နော်သူကလည်းရေးလဲနှောင်းနေတာကပ္ပစာတွေဝင်ကက်ပလိုက်တယ်ဆိုတော့စက္ကရီကအဖက်ဖက်ကနေပြီးတော့ ရေးလေလေကိုထိနေတာဒါမှတစ်ဖက်မှာစိတ်မကောင်းစရာတစ်ခုကလာရှုကိုတရုတ်ဖိအားကြောင့် MNDA ကပြန်ပေးလိုက်တယ်ပေါ့ဒါတော့စိတ်မကောင်းစရာပဲအဲ့ဒီနောက်ကွယ်မှာတော့တရုတ်နဲ့ MNDA နဲ့စကားစနဲ့ကြားထဲမှာဘာတွေနားလည်မှုတွေရှိလဲတော့ကျွန်တော်မသိဘူးပေါ့နော် ဒါပေမဲ့တရုတ်ကစီမံခန့်ခွဲမှုနဲ့လာရှုပ်ပြန်ပြေးလိုက်ရတယ်ပေါ့ဇရာတကွာရစိတ်မကောင်းစရာပေါ့ဆိုတော့ဒီနေရာမှာ MNDA အနေနဲ့ကလည်းရမခဖြစ်ဖြစ်လာရှုပ်ဖြစ်ဖြစ်တိုက်ခဲ့တာကကိုတဖွဲ့တယ်မဟုတ်ဘူးလေနော်အဖွဲ့ပေါင်းစုံလူပေါင်းစုံကတိုက်ခဲ့ကြတာအဲ့တော့အခု လူတွေကမေးနေကြတယ်ယမခမလာရှုမတိုက်ခဲ့ကြတဲ့အဖွဲ့တွေအနေနဲ့ MND ရှီကနေဘာဒီသဘောတူညီချက်တွေဘာနားလည်မှုတွေနဲ့သွားပြီးတော့တိုက်ခဲ့ကြတာလိုက်ဆိုပြီးတော့မေးခွန်းနေမိလာကြတယ် ဆိုတော့ဒါကလာရှုဆိုတာသွားပြီးသိမ့်ခဲ့တာယမခဆိုတာသွားပြီးသိမ့်ခဲ့တယ်ဆိုတာကပြည်တော်စုစိတ်တဲ့သွားသိမ့်တာလीနော်ဆိုတော့ကိုကံကိစ္စဗမာကိစ္စကိုကံကိစ္စကချင်ကိစ္စကိုကံကိစ္စကရဏီကိစ္စဆိုပြီးတော့တိုင်းသားလူမျိုးပေါင်းစုံကသွားပြီးတော့ဝိုင်းပြီးတော့တက်ခဲ့ကြတာဥတျုံနဲ့ဘေးယူလို့တော့ MNDA တဖွဲ့တွေကလောက်တော့လားကျန်တဲ့ဖွဲ့တွေကဘလို့အာမခံချက်တွေညာဘလို့တွေအသက်တွေပြီးပြီးတော့သွားတက်ခဲ့ကြပါလဲဆိုတာ ိကျင်တယ်ဆိုတော့မေးခွန်းနေထွက်လာတယ်ကျွန်တော်တွေ့ရတာဒီအပိုင်းမှာတောက်လျှောက်လို့လို့တောင်ခမ်းနောင်ချိုးနော်ဒီ DNA တွေရဲ့တိမ့်ပိုက်ထားတဲ့နေမြေတွေမှာစက္ခတွေက တံပြန်ထိုးစစ်ဆိုပြီးပြန်လုပ်ဖို့ကြိုးစားလာတာကိုကျွန်တော်တွေ့ရမှာလေကြောင်းကနေပြီးတော့အစိတ်ငွေဘုံနေနဲ့ဘုံကျဲချပြီးတော့ဤသူတွေကိုတတ်ဖြတ်နေတာနော်ဆိုတော့ DNA ကိုထိုးစစ်ဆင်နေတာကိုကျွန်တော်တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော် DNA ကိုလည်းတရေစကားပြီးကျင်တယ် ကျွန်တော်တို့ကကိုသွားကျင်တဲ့ပန်းတိုင်ကိုမရောက်သေးဘူးလေမရောက်သေးဆိုတော့ကျွန်တော်တို့ကမဟာမိတ်အဖွဲ့တွေအကုန်လုံးစုပေါင်းပြီးတိုက်ကြရမှာမင်္ဂလာပါဗျမင်္ဂလာပါဟုတ်တိုက်ကြရမှာအဲ့တော့ဒီချိန်မှာနော်တော်လိုက်ကာစားဖြစ်ဖြစ်နော်တော်လိုက်ကာလာဖြစ်ဖြစ်တော်လိုက်ပြီးသွားတဲ့အချိန်ဖြစ်ဖြစ်ကျွန်တော်တို့တအောင်ဖလေဖြစ်ဖြစ်နော် DNA တွေဖြစ်ဖြစ် ဘယ်ဖွဲ့ဖြစ်ဖြစ်ကျွန်တော်တို့ကမဟာမိတ်ဆက်ဆံရေးနဲ့ညီညွတ်ရေးတွေနဲ့ဒီလိုသွားကြရမှာနော်ဒီလိုသွားကြရမှာဆိုတော့အခါကျတော့အခုတောင်ခန်းကိုစစ်ကောင်စီကလုတ်နေတယ်ဆိုတဲ့ဟာကကျွန်တော်တော်တော်လေးကိုစိတ်ပူပဲစိတ်ပူတယ်ဆိုတော့ဖြစ်စေချင်တာတော့ကျွန်တော်တို့ DNA အနေနဲ့ကမဟာမိတ်တွေနဲ့နော် ပြန်ပြီးတော့သွေးသက်လောင်းပြီးတော့မဟာမိတ်ဆက်ဆက်ရေးကိုပို့ပြီးခိုင်မာအောင်လုပ်ပြီးတော့ပူပေါင်းပူတွဲဆက်စင်ကြီးတွေလှုပ်ဆောင်ဖို့လိုလိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်နော်ကျွန်တော်တို့လည်းမျိုးထင်တယ်ဘာကြောင့်လဲဆိုတော့ဟိုကောင်တွေကအခုအင်အားစုဖွဲ့ပြီးတော့အလုံးရင်းနဲ့ပြန်ပြီးတော့ထိုးစစ်ဆင်နေတယ်ဆိုတဲ့သတင်းစကားကိုကျွန်တော်တို့ကကြားနေရတယ် ဆိုတော့ DNA ကိုတိုက်တာကလူတို့လည်းကိုတိုက်တာနဲ့အတူတူပဲဆိုတော့အဲ့ဒီတောင်ခမ်းနောင်ချိုးအဲ့ဘက်ဒီတခါဒီဘက်ဆိုလို့ရှိရင်မိုးကုတ်ပေါ့ဗျာနော်မနေ့ကဆိုလဲဖားကံဘက်ကိုစစ်ကြောင်းထူရဲဆိုပြီးတော့ကျွန်တော်တို့ကြားရတယ်ဒါတွေကဒေါ်လာကြီးနဲ့ဓာတ်ရိုက်ဆက်ဆက်နေတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောပြချင်တာက DNA အနေနဲ့ဂျန်နက်မဟာမိတ်တွေကိုပြန်ပြီးတော့ မဟာမိတ်ဆက်ဆံရေးနဲ့ဖိတ်ခေါ်ပြီးတော့ရန်သူကိုကျွန်တော်တို့အင်းနဲ့အားနဲ့ပြန်ခြေမုံမှရလိမ့်မယ်လို့ကျွန်တော်တော့ထင်တယ်။ဘာကြောင့်လဲဆိုတော့ဟိုကောင်တွေကအခုကကိုကန့်နဲ့အပြစ်ရသွားပြီဆိုတော့လာရှုလည်းပြန်ပြေးလိုက်ပြီဆိုတော့ဟိုကောင်တွေကအခုကကနည်းနည်းဒီဘက်ကိုအာယုံစိုက်လာမဲ့သဘောမျိုးရှိတယ် နော်ဆိုတော့ကျွန်တော်တို့လာရှိုးဆိုတာရမခဆိုတာတင်းခဲ့တာလေ MDA တဖွဲ့တည်းတင်းတင်းခဲ့တာမဟုတ်ဘူးလေတပ်ပေါင်းစုတွေတင်းခဲ့တာအခုတောင်ခမ်းတို့ဘာလို့ဆိုလဲထုံနီးတူဆိုပဲအဲ့တော့ဟုတ်ပြီ DNA ကတော့နာမည်ခံထားတယ်ဒါပေမဲ့ဒီဘက်မှာနော်ရန်သူကိုပြန်ပြီးတော့ counter ပြန်ပြီးတော့ထိုးစစ်ဆင်ဖို့ဆိုလို့ရှိရင် ဒီအန္တရာယ်ကရန်သူတွေခြေလှမ်းဥပုလို့ရနော်ဆိုတော့ဆရာနေကဒီမှာလာပြီးတော့ comment ရေးထားတာရှိပါတယ်ကျွန်တော်ဖတ်ပြမယ်စစ်ကောင်စီနဲ့ EO တွေတဲ့ bilateral dialogue ဖြစ်အောင်ဝိုင်းလုပ်နေကြတယ်တဲ့ကွက်ကြားစင်ပြီးရှိမယ်တဲ့အချိုးမညီလွတ်မြောက်မဲ့အနေရရှိတယ်တဲ့အဲ့ဒါကိုဝိုင်းစစ်စားဖို့လိုတယ်တဲ့ အဲ့တော့ဆရာနေပြောတဲ့ comment ကိုပဲကျွန်တော်ဆင့်ပေါ်ပြီးတော့ဆွေးနွေးရလို့ရှိရင်စင်ကောင်စီကခဲဆက်ဆက်အကြံဖက်ဆက်တက်ဒီကအခုမှအဲ့လိုမျိုးခွဲထုတ်ပြီးတော့ဖဲ့ထုတ်ပြီးတော့စီယုံပြီးတော့လောက်တာမဟုတ်ပါဘူးခဲဆက်ဆက်ကိုသူတို့က divide and conquer နဲ့ divide and rule ဆိုတဲ့ပုံစံမျိုးနဲ့ဟိုဘက်နဲ့အပြည့်ရဲ့ဒီဘက်နဲ့ နော်ဒီဘက်ကိုပို့တိုက်ဒီလိုမျိုးနဲ့သူတို့စစ်ကစားပြီးလုပ်လာတာကတော်တော်ကြာခဲ့ပါပြီဆိုတော့ဒါအခုမှမဟုတ်ဘူးဆိုတော့ဒီပေါ်မှာနားရောက်ပြီးပါသွားမယ်ဆိုရင်တော့ဒေတိုင်းသားအဖွဲ့အစည်းဖြစ်ဖြစ်ကျွန်တော်တို့ဒီတမိုင်းသင်ငန်းစာကိုကောင်းကောင်းမယူလို့ပဲဖြစ်ရမယ်လို့ဆိုတော့ဒီလိုပဲပြောကြတယ်နော်ဘာလို့ဆိုတော့မြမပြည်တွင်းစက်ကနှစ်ပေါင်း80ကျော်နေပြီပဲ နော်နှစ်ပေါင်း90ကျော်နေပြီပဲဒါကိုအကုန်လုံးလဲသိနေတာပဲနော်နောက်ခေဆက်ဆက်မှာအပြည့်ရက်ဒီဘက်နဲ့ပြည့်ရက်ပြီးဟိုဘက်ကိုပို့ထိုက်ဒီလိုမျိုးလုပ်နေကြတာလဲတွေ့နေရပါအခုရခိုင်ဘက်မှာဆိုလို့ရှိရင်ကြောက်ဖြူစီးပွားရေးဆိုအဲ့ဒီအတွက်ကိုစကောင်စီကအပြင်းထန် ိုးစစ်ပြန်စင်တယ်ဆိုတဲ့သတင်းလည်းကျွန်တော်တို့ကြားနေရတယ်ဟုတ်တယ်ဟုတ်ဆိုတော့အဲ့ဒါကြီးအကုန်လုံးကခုနကဆက်ဆက်နေတယ်လीနော်ကုကန်ကလာရှုပ်ပြန်ပေးလိုက်တာ ਨੇ ဆိုရက်ခါကြတော့ဒေါ်လာရေးကိုတစုံတရာတော့ရက်ခတ်မှုတော့ရှိတာပေါ့အဲ့တော့ကုကန်အနေနဲ့ကလည်းနော်တရုတ်နဲ့ face to face စကားပြောတဲ့အခါမှာလွန်ဆန်လို့မရလို့ ပေးရတယ်နိုင်ငံရေးဖြေရအကြောင်းဆိုတာကိုသူတို့ကလည်းတရားဝင်ထုတ်ပြောတာအဲ့တော့ဟုတ်ပြီမြန်မာချင်းစာရေးရတရုတ်ကိုလွန်ဆန်လို့မရဘူးဆိုရင်နောက်ွယ်မှာကိုကန့်အနေနဲ့ယူနီဖောင်းပြောင်းဝတ်ပြီးတော့ကိုကန့်သည်တအားဖြစ်လို့ရတယ် ကိုးကန့်ဒီ KIA ဖြစ်လို့ရတယ်ကိုးကန့်ဒီ PDF ဖြစ်လို့ရတယ်အပြန်လာအပြန်ဒီဘက်ဒီမှာလာပြီးတော့ uniform ပြောင်းဝတ်ပြီးတော့ပြန်လာပြီးတော့အပြန်လဲကျေးဇူးတော်ပြုစီကြတယ်ငါတို့ကတော့တရုတ်ပြည်အကြောင်းဆုတ်ပေးလိုက်ရတယ်ဆိုတော့ပုံစံမျိုးနဲ့ကိုဂျိုးစီဘွားကွက်ကွက်လေးလုတ်သွားတယ်ဆိုတော့ပုံစံမျိုးတမိုင်းမှာအမဲဆက်မထင်ရအောင်တော့လုတ်တင်တယ် ဆိုတော့ DNL ဆိုလို့ရှိရင်လည်းကျွန်တော်သတင်းစကားပေးချင်တာကပြီးခဲ့တဲ့လပိုင်းဒီမှာဆိုရင်မာမိတ်အချင်းချင်းကြားထဲမှာနော်ပတ်တိုက်မှုတွေဖြစ်ခဲ့တာကြီးကျွန်တော်တို့စိတ်မချမ်းသာစရာတွေ့ခဲ့ရတယ်ဆိုတော့ဒါကိုကျွန်တော်တို့ကသင်ခန်းစာယူပြီးတော့ငါတို့ကမဟာမိတ်တွေဖြစ်တယ်ငါတို့ကဘုံရန်သူကိုတက်ရမယ်ငါတို့တယောက်တည်းစွမ်းအားနဲ့ဆိုဒီကောင်းကို လုံးလုံးမရဘူးဆိုတော့ကိုအမှန်တိုင်း ိမြင်လက်ခံပြီးတော့ကျွန်တော်တို့မဟာမိတ်ဆက်ဆံရေးတွေနဲ့အင်အားစုဖွဲ့ပြီးတော့ဘုံရန်သူကိုအရင်တိုက်ချဖို့ကျွန်တော်ဒီနေရာကနေတိုက်တွန်းကြတယ်ဆိုတော့ဒီအထက်မှာကျွန်တော်တို့အများကြီးပဲအားရစရာကောင်းတာတွေတွေ့ရတယ်မြမပီအလဲပိုင်းမှာနေရာပေါင်းစုံမှာကျွန်တော်တရင်နေအောင်မမှတ်မိတော့ဘူး တော်ကြနေဟိုစကြောင်းကိုဖြတ်တတ်လိုက်ပြီ GN နေမှာဆိုလို့ရှိရင်လည်းစခန်းတွေကိုတောက်လျှောက်သိမ်းနေရတယ်ကျွန်တော်တို့တွေ့ကြရတယ်ဒါတွေကအလွန်ပဲဝမ်းသာစရာကောင်းတယ်တခါ GIA ကဗမောစကခကိုထိုးစစ်ဆင်နေတာတတော်လေးကိုအားရစရာကောင်းတယ်ဆိုပြီးတော့ကချင် page မှာ share ထားတာကိုကျွန်တော်တို့တွေ့ရတယ်ဟိုကောင်နေ အခြေအနေမှာကောင်းတော့ဆိုတဲ့တင်းစကားလည်းကြားရတယ်ဆိုတော့ဒါတွေကကျွန်တော်တို့ကဝမ်းသာစရာတင်းစကားတွေနော်ဆိုတော့ဒေါ်လာကြီးကကျွန်တော်တို့ကအောင်ကိုအောင်မှာဖြစ်တယ်နိုင်အောင်လည်းမြေမှာလုံနေတဲ့လူတွေကလုံနေကြတယ်အဲ့တော့ဒီဒေါ်လာကြီးအောင်ဖို့လို့အတွက်ကျွန်တော်တို့ပြည်သူအရောက်ချင်းစီတိုင်းကကိုလုံလို့ရတဲ့ဟာကိုလုပ်ပါကူလို့ရတဲ့ဟာကိုကူပါ အဲ့တော့အခုရက်ပိုင်းမှာကျွန်တော်တို့ဗမာမျိုးသားဒေါ်လာရေးတက်တော့เนาะကျွန်တော်တို့ BNR ဘုန်းကားတို့ဥဆောင်တဲ့အဖွဲ့ကသူတို့ကမ်ပိန်းလုပ်နေတာရှိတယ်သူတို့ဆိုတာကလွတ်လပ်တဲ့အဖွဲ့အစည်းအနေနဲ့ရက်တည်နေပြီးတော့ဒီကိုမျက်မှောက်ပြုပြီးတော့အမှန်တရားအတွက်ရက်တည်နေတဲ့အဖွဲ့ဖြစ်တဲ့အတွက်အဲ့ project မှာလည်းတွားပြီးတော့ပါဝင်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်တယ်အနေအဆုံးပါဝင်ခြင်းကိုလည်း သတင်းစကားပေးပါเนาะဖြစ်နိုင်ကိုယ်တိုင်ပါဝင်ပါလို့ကျွန်တော်လည်းတိုက်တွန်းခွာပေးနေကျွန်တော်ဒီနေ့ဒီ live ကိုတလောက်နဲ့ပဲရနာပြရစီကျွန်တော်တို့အရေးတော်ပုံမုတ်ချအောင်ကိုအောင်ပါဖြစ်တယ်အရေးတော်ပုံမုတ်ချအောင်ရမြီအောင်ရမြီအောင်ရမြီ